ားလုံးပဲမြင်လာပါရှင်။ Listener 7 Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာကြီးမင်းနီရဲ့ထိုဝိထုတူများထဲမှာထိုတန်တရားလို့အမည်ရတဲ့ဝိထုတူလေးပဲဖြစ်ပါရရှင်။ဖိုးတင်လာပြီဆိုရင်အဝေးကပင်တိနိုင်ပါလေ။သူလာရင် သူ့နောက်လိုက် ပလိတ်တယောက်က အစင်ပါမြဲဖြစ်ပါလေ။ပလိတ်သားဟာ တလုံးခါချိုးခေါ်တဲ့ဆက်နှက်ဖို့တနက်ကြီးကိုထမ်း၍လိုက်ရလေရှိပါတယ်။ဒူဖုံကာကီဘောင်းမီအတူကာကီရှက်လက်တို့အိတ်ထောင်နှစ်ဖက်တက် ပခုံးတွင်ထောက်နဲ့ခေါင်းပေါ်ကတကလက်အုတ်ထုတ်ကာကီရောင်ကိုစောင်းပြီးဘဲဘက်ကနှက်ခမ်းအဝိုင်းကြီးကို အပေါ်ပြန်ပြီးကျဲစိနှင့်ကတ်ထားတယ်။ဘောင်းမီတို့အောက်ကခြေအိတ်ရှိဆွတ်ပြီးအနားဘက်ကနေဘော့ လေပင်ခြေမျက်စီအထိတကလက်ကာကီပတ်တီးကိုတက်ရက်စွာပတ်၍ဘုဖနက်အနက်မှလဲခြေနဲ့အစမတန်ကြီးသည့်ထင်ရကဦးကလည်းဝိုင်း၍မောက်နေသေးတယ်။ပလိတ်သားခြေလှမ်းလိုက်တိုင်းတန်ခွာတက်ထားတဲ့ဖနောက်စီကကောက်ကောက်နဲ့အတန်မှန်အချက်ကျမြည်လာလိမ့်ရှိတယ်။ဖိုးတင်ဟာနောက်ကိုပြန်လှည့်ကြည့်စရာမလိုသူ့နောက်မှာပလိတ်သားရဲ့ဖနက်တန်ကို ခေါင်းမော့နားဆွင်ရင်ရှောက်သွားယုံတာလို့တယ်ဖိုးတင်ပုံတံကိုကြည့်ပါအောင်ခံညာသည့်အသွင်ရှိတယ်မျက်နှာထားတင်းလွန်းလာတယ်အသားအယောင်နတ်မောင်ရှိတယ်မျက်လုံးမျက်ဖန်ကောင်းတယ်နှာရန်ပေါ်တယ်မေးရိုးခိုင်တယ်ပခုံးမြင်ကျဲတယ်လက်မောင်းအိုးကြီးများဖုကြွနေတယ်အရင်အမောင်းကလည်းသူ့နောက်လိုက်ပလိတ်ထက်ခေါင်းတလုံးတာတာမြင့်နေသူဟာခေါင်းပေါင်းအနီကိုပေါင်း၍ ညာဘက်နသန်ထိတ်မှလက်မကလေးထောင်ထားသလိုထိုးထွက်နေုံအစကိုထောင်ထားတယ်။ကာကီအောင်ဂျူနစ်အင်ကြီးမှာ ကော်တိုက်ထား၍တင်မားထိတ်ကြသည့်အထိချက်ရက်သေးတက်လာတယ်။ကပတ်အပြားကြီးမှာဒံယောင်ကောင်းကျဲစိဖူးချိတ်စသည်တို့မှာပြောင်းလဲ့နေတယ်။ပခုံးကျဲရင်းမြင်ကျဲတို့ကို ပိုမိုထဲဝအောင်ဆောင်းရောင်ပေးနေသည်ကတော့ စင်မရောင်းခေါ်ဆက်လွဲပင်ဖြစ်တော်တယ်။ခေါင်းပေါင်းနဲ့တသွေးတဲ့ပိုးလုံးကြီးအနီအောင် ပြောင်လက်အောင်တိုက်ထားတဲ့နီညိုရှုဖနှက်တို့ကဖိုးတင်ရဲ့အဆောင်အယောင်များပင်သည်။စာရေးသူဟာထိုလူကြီးကိုမမီလိုက်ပေမဲ့လေထိုလူကြီးရောက်တဲ့ဒေသများကိုရောက်ခဲ့ရတယ်။ထိုလူကြီးကိုတိမိသူတို့နဲ့တွေ့ခဲ့ရတယ်။သူ့အစဉ်အပြင်ဟန်ပန်လေတံကအစပြောပြတဲ့သူများနဲ့ကြုံခဲ့ရတယ်။ထို့ကြောင့် ဖိုးတင်ဆိုတဲ့ထိုလူကြီးအားအင်မတန်မှတ်သားတိုက်တယ်လို့ဆိုခြင်းပါတယ်။ထိုခေတ်ထိုအခါကဖိုးတင်လို့သူ့ကိုခေါ်ဝန့်ခေါ်နိုင်သူမှာခရိုင်ရာဇဝတ်မင်းတခင်မိတ်တလင်သာဖြစ်တယ်။မိတ်တလင်အပြင်တော့အရေးပိုင်မင်းဆက်ရှင်မင်းကြီးတစ်တော်အရေးပိုင်စသည်တို့သာဖြစ်တယ်။သူတို့ကလည်းတခင်မိတ်တလင်ဆိုတဲ့ပုပ်ကိုလိုမျက်နှာဖြူများသာဖြစ်ကြတယ်။အရက်သေးကတော့သူ့ကို ရာဇွေ့အုံမင်းလို့ခေါ်ကြတယ်။ဖိုးတင်လို့နာမည်ကိုခေါ်သူရှားပါပါတယ်။မြမအရာရှိပိုင်းကသာဖိုးတင်လို့သူ့အသက်သူ့ဂုံပုတ်တို့ကိုဂါရဝထားကခေါ်ကြတယ်။သို့တော်သူ့ကိုသူတော့ဖိုးတင်လို့ဝင်ကြွားစွာပြောပြတတ်လိရှိပါတယ်။ဥပမာတရခမ်းများအပေါ်တွင်၎င်းလက်အောက်ပလိတ်သားများအပေါ်တွင်၎င်းဒေါသပါဖြစ်လာရင်တော့ဟေးဖိုးတင်နဲ့ကွာဖိုးတင် တတင်နဲ့ရှိတဲ့ဖိုးတင်กว่าလို့ပြောဆိုကြုံးဝါလေရှိပါတယ်။ဒါကြောင့်လဲစာရေးသူက ဖိုးတင်ကို ဖိုးတင်ဟူ၍ပင်သိစေခြင်းနာကြောင့်အစာကလေးကဖိုးတင်လာပြီဆိုရင်လို့အစာချီလိုက်ရခြင်းဖြစ်ပါတယ်။မလေးမစား၍မဟုတ်ပါ။ဥဖိုးတင်ရဲ့ယာရုဖြစ်တဲ့ယာဇဝိအုပ်ဆိုဒီမှာယခုခေတ်ဒုလုံကြုံရေးမှုဆိုတဲ့ယာဒုအဆင့်နဲ့တူပါလိမ့်မယ်။ဥဖိုးတင်တို့ခေတ်ကယာဇဝိအုပ်တွင် နှစ်မျိုးရှိပါတယ်။ဆယ်တန်းအောင်ပြီးဆက်ကြောင်းတက်ပြီးမှ ဖြစ်လာသောရာဇဝတ်အုပ်နဲ့အောက်ခြေအမှုတန်းကလေးဘဝမှလှုပ်သက်ဖြစ်တက်လာရသောရာဇဝတ်အုပ်ဟူ၍ရှိကြပါတယ်။ဥဖိုးတင်မှာရဲသားကလေးဘဝကတက်လာသဖြင့်ဒုတိယအမျိုးအစားရာဇဝတ်အုပ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့အရက်သေးရွာတွေကလူများကတော့ခွဲခြားမှုမထားကြပါ။ရာဇဝတ်အုပ်ဆိုရင်မင်းတပားလိုအမှုထားပြီးရင် ရာဇွတ်အုပ်မင်းဟု၍လေးစားစွာယိုသေးစွာခေါ်ကြပါလေ။သူတို့ဇနီးများကိုပင်မင်းကတော်လို့ခေါ်ပြော၍ဆက်ဆံကြပါလေ။ထိုအခါများတွင်မင်းကတော်လို့အခေါ်ခံသူများအတွက်မင်းကတော်စိုးကတော်နဲ့ထိုက်တန်အောင်နေမှုထိုင်မှုဝတ်မှုစားမှုတို့မှလည်းလိုအပ်လာမည်ဆိုသည်ကိုအထူးပြောွယ်မရှိတော့ပါ။အရက်ထဲမှမင်းကတော်လို့အရေးပေးကြသလိုပလိတ်အတိုင်းအဝန်း ဌာနဝင်းအတွင်းမှာဆိုရင် ပလိတ်ကတော်ကလေးများက မမဟု၍၎င်းစာတင်ကတော်ကတ်စရေးကတော်များကမမဟု၍၎င်းရာဇဝတ်အုပ်ကတော်အချင်းချင်းဌာနအုပ်ကတော်အချင်းချင်းမင်းကတော်ဟု၍၎င်းတယောက်ကိုတယောက်ပင့်မြောက်ခေါ်နေကြမည်သာဖြစ်ပေတယ်သူခင်းနဲ့သူအစင်နဲ့စားမှုနေမှုထိုင်မှုတို့အတွက်ရှာမှုဖွေမှုတာဝန်များကတော့ယောက်ျားတို့ရဲ့တာဝန်သာ ड़ी ဥဖိုးတင်တို့ခစ်ကိုတိမိလိုက်သူများက ပြောပြသည်မှာပလိတ်သားကလေးတစ်ယောက်ရဲ့လစာမှာတလမတဆက်ရှိချက်သာရတယ်လို့ပြောပြတယ်။ဒါပေမဲ့ထိုစင်ကပလိတ်သားများမှာစံအိတ်လိုက်ဝယ်စားနိုင်ကြသည်ဟုလည်းပြောပြကြတယ်။ခလေးများဇနီးများကိုလည်းရွှေတိုရွှေစကလေးများဆင်နိုင်ကြတယ်လို့ပြောပြကြတယ်။အဲ့ဒီလိုဆိုရင်ဥဖိုးတင်တို့ဇနီးများမှာဆိုရင်စိန်နဂတ်များစိန်လက်ကောက်များရွှေဘီးကြီးများရှိကြပြီး ဖဲလုံးကြီးဘရုံမာပိတ်ချောအင်းကြီးဂဒီပါပုံတော်ဖနက်ဘီးစပတ်ကြီးများနဲ့ပသိမ့်ထီလှလာလီစောင်းပြီးလမ်းထွက်ပါက နောက်ကဈေးချင်းကိုင်းပလိတ်ကတော်အချွေအယံများနဲ့တိုက်တိုက်ဝုံဝုံညီမျှရှိကြမီကို ခံမှန်းကြည့်နိုင်ကြပါတယ်ဥဖိုးတင်ကိုယ်တိုင်ကလည်းခန်းခန်းနာနာကိုနှစ်သက်တယ်သူ့အထက် အထက်ကမင်းဆိုးရာစာပြီးပြီးနေထိုင်လျက်ရှိကြတဲ့မြို့အုံမင်းနေပိုင်းဝန်တော်မင်း စသောအရာရှိများကို အလွန်အားကြပေတယ်။သူနဲ့ရင်းနှီးတဲ့မြို့အုံမင်းဥမောင်မောင်ဘဆိုရင်ရုံတက်ရင် တောင်ရှိပစိုးကိုဝတ်တယ်။ခေါင်းပေါင်းကိုအုပ်ပေါင်းပေါင်းတယ်။ရင်ဖုံးအပေါ်အင်ဂျီနဲ့အလွန်ကြက်တရည်ရှိတယ်။ငင်းဆွဲတဲ့တောက်ကက်ရထားကြီးကို စီးလိရှိတယ်။သူစနီးသူ့သားသမီးများအားလုံးကသူခေါ်လိုက်ရင်ဖျားထူးကြရတယ်။ဥဖိုးတင်ကိုယ်တိုင်လဲမြို့အုံမင်းဥမောင်မောင်ဘကိုဖျားထူးတယ်။သို့တော့ အခြားအရာရှိများကိုထူးရတာထက်သူ့ကိုထူးရတာကိုကျေနပ်တယ်။မောင်ဖိုးတင်လို့ဥမောင်မောင်ဘကခေါ်လိုက်ရင်ပင်သူ့မှာတုံတက်သွားတယ်လို့တခြားလူများကိုပြောပြလေရှိတယ်။တဲမင်းတန်ပါတဲ့မင်းပဲလို့လဲဥဖိုးတင်ကချီးကျူးတယ်။ထိုမြမကတဲတမာရီကြီးတဲ့ပုပ်ကိုပဲဟူ၍လဲချီးမွမ်းတယ်။တနေ့ဥမောင်မောင်ဘကဥဖိုးတင်အားသူ့အိမ်ကို လာရန်အတွက်တောလိုက်ပြတာကို အခေါ်လှုတ်လိုက်တယ်။ဥဖိုးတင်ဟာ မြို့အုံမင်းထံသွားရောက်ရင်ရေမိုးချိုးအဝိအစားလဲနေရင်အိမ်မမထွက်မချင်းမင်းမင်းကြီးငါ့ကိုအကြောင်းတူးမရှိဘဲနဲ့တော့မခေါ်ဘူးနော်လို့အခါကညီးတာနေတယ်။ဥမောင်မောင်ဘကတော့ဥဖိုးတင်ကိုမြင်ရင်ဧကန်းမှာရှိတဲ့ဇနီးနဲ့သားသမီးများကို တခြားသွားခိုင်းလိုက်တယ်။သို့ရင်အင်းကြီးရှိပဆိုးရှိရောင်မိတ်ထုံးမဟာနှစ်ဖူးကျင်နဲ့ဥမောင်မောင်ဘကိုဥဖိုးတင်မြင်ရရင်ဇက်စင်ဘောက မင်းသားကြီးများလားလို့အောက်မေ့သွားရတယ်။ဧကန်းကြီးကလည်းခန်းနာလှပါပြီ။တခန်းလုံးမှာဇပွဲအမျိုးမျိုး ကလထိုင်အရွယ်အစားစားတိုင်ကက်နိုင်ပန်းအိုးစိုင်ကြိုးပြောင်ကြိုးစသည်ဖြင့်တခုချင်းပင်ကြည့်မဆုံးနိုင်။ခန်းလုံးပြည့်ကော်စောကြီးမှလည်းအမွေးရှိရှိအသွေးလှလှနဲ့ဥမောင်မောင်ဘကထိုင်ခိုင်းတဲ့အခါဥဖိုးတင်အဖို့ရုတ်တရက်မြည်သည့်နေရာထိုင်ရမှန်းမသိဖြစ်သွားတယ်။နောက်မှ ဥမောင်မောင်ဘကမတက်ကလထိုင်တလုံးတွင်ထိုင်ရန်ညွန်ပြတာကြောင့်ဝင်ထိုင်ရတယ်။ဥမောင်မောင်ဘကိုယ်တိုင်ကော်စောတစ်ဖက်အစွန်းထိတ်မှနောက်မီမပါလက်တန်းနှစ်ခုဖြင့်ဂတိပါဖုံးတင်ထားတဲ့ခုံတစ်ခုမှထိုင်လိုက်တယ်။အတန်စင်းစားသလိုလုံနေပြီးမှဥမောင်မောင်ဘကမောင်ဖိုးတင်လို့ခေါ်လိုက်တယ်။ဖယားမောင်ဖိုးတင်နဲ့ပတ်သက်ပြီးတော့ပြောစရာရှိလို့ခေါ်ခိုင်းလိုက်ရတာကွယ်။မောင်လုံးလမောင်တက်တီတွေနဲ့ တ်သက်ပြီးတော့မောင့်သခင်မစ္စတာမစ်ကလင် ကိုယ်တိုင်ကအင်မတန်ယုံကြည်တယ်အားလဲအားရတယ်ဒါကြောင့်လဲမောင့်ကိုသူကိုယ်တိုင်ဒီယာဒူးအထိမြင့်တင်ပေးထားတာပဲမဟုတ်လားမှန်ပါတယ်ကိုတော်ဒါပေမဲ့ မောင်နဲ့ပတ်သက်လို့ပစ္စာတွေ တိုင်တော်တဲ့စာတွေတော်တော်ပဲများနေတယ်ဒါကလည်းမင်းယောက်ျားဆိုတာတွေ့စမြဲဆိုတာဥသိပါတယ်မှန်ပါအေးကွယ်ကို့အထက်ကအုပ်ချုပ်နေတာ မျက်နှာဖြူတွေဆိုတော့သူတို့ကလည်းကိုယ့်အပေါ်အထင်သေးအမြင်သေးမဖြစ်ရလေအောင် ကိုယ်အုတ်ချုပ်မင်းလုံနေရတဲ့နေသူနေသားတွေကလည်းကိုယ့်အပေါ်အထင်သေးအမြင်သေးမဖြစ်ရလေအောင်သိခါရှိရှိတမာရရှိရှိနဲ့တော့နေလီမှားအွယ်မောင်ဖိုးတင်ရဲ့မှန်ပါနေပါတယ်ကိုတော့အေးကွယ်ဒါပေမဲ့မကြမီမင်းရဲ့ရွာကလက်စားမှုနဲ့ပတ်သက်ပြီးတော့အထက်နားကို ရောက်သွားလို့ မစ္စတာပီကော့ကိုယ်တိုင်လာပြီးစစ်လိုက်မယ်။သူမလာသေးပဲမောင်ကိုအေးယူလာဘာလာလို့ရင်မောင်ကုံတိတ်ခါကို အများကြီးပဲထိခိုက်မယ်။ပြီးတော့မစ္စတာမစ်လင်ကိုယ်တိုင်ကလည်းပလိတ်အဖွဲရဲ့ဂုံတိတ်ခါထိခိုက်မှာတိတ်ဆိုးတယ်။ဒီတော့မစ္စတာပီကော့ကိုယ်တိုင်ဒီကိုလာပြီးချက်ချင်းအေးယူ ချက်ချင်းအမှုဖွင့်ချက်ချင်းစစ်ချက်ချင်းအမိန့်ချဆိုတဲ့နီးနဲ့လှုပ်လိုက်မယ်။ဒီတော့မောင်ကိုယ်တိုင်လည်းကြိုတင်စီမံစရာရှိတာ စီမံထားနိုင်ဖို့ဥကိုယ်တိုင်ကြိုတင်ပြောထားတာပဲမှန်ပါမောက်အပေါ်မှာတော့မစ်လင်ကိုယ်တိုင်တကယ်ယုံပါတယ်ဂယုနာလည်းအများကြီးထားတယ်နဲ့တူတယ်ဥကိုယ်တိုင်တက်နိုင်သလောက်မောက်အပေါ်စောင့်ရှောက်လိုက်ပါဆိုပြီးတော့နှစ်ကိုယ်ကြားမှားလိုက်ပါသေးတယ်ကောင်းပြီလေမစ္စတာပီကော့လာတဲ့အခါကောင်းကောင်းမွန်မွန်ဧကန်ဖို့ကိုဥကိုယ်တိုင်တာဝန်ယူပါမယ်မောင်ဖိုးတင်ကိုယ်တိုင်တော့လက်ယူမှုနဲ့ ်ဆွဲချက်တင်ခံရတဲ့ကိစ္စအဆင်ပြေအောင်သာစီမံပေါ့လေမှန်ပါအေးအေးဒါပါပဲကွယ်သွားတော့သွားတော့ဩဒါနဲ့ဒီကိစ္စဥဟာခေါ်ပြောတယ်လို့ဘသူမှမပေါက်ကြားလိုက်ပါနဲ့ကွာထိုခေတ်ကလက်မယူတဲ့အရာရှိဟူ၍ရှိကောင်းရှိပါမယ်ဒါပေမဲ့အလွန်ရှားပါလိမ့်မယ်သို့တော့အရာရှိများမှာသူတို့ရဲ့တိတ်ခါကိုအလွန်ယိုတည်ကြပေတယ်လက်စားသည့်တိုင်အောင်ဥပဒေအကူအညီမရယူဘဲ စားလေစားထားမရှိဟုပင် ဆိုရပါမယ်။အဘဲကြောင့်ဥပဒေရဲ့အကူအညီကိုရယူနိုင်ပါမလဲ။အဘဲနည်းဥပဒေက ကူညီပါမလဲ။ဥပဒေကိုပင် လိုသလိုစွဲယူရှုံနိုင်နှံ့နိုင်ပါ၏လော။ဥပဒေကိုလေးစားသူက ဥပဒေကိုရှုံနေနှံ့နေပြုလုပ်ကောင်းသည်မဟုတ်ပါ။ထိုခေတ်ကတရားသူကြီးများဟာ ကိုယ်တိုင် ဥပဒေကို ထောက်ပြပြီးလက်ယူနိုင်သူထံမှ လက်တောင်းခြင်းအမှုမျိုးလုံးဝမပြုလုပ်ကြဟုဆိုပါတယ်။ ိတ်ခါထက်အပေအရာက ပိုပြီးအရေးကြီးပါလေငွေနဲ့တိတ်ခါမလဲကြပါ သို့တော့တရားတပောင်ဖြစ်လာပြီဆိုပါကတရလိုဘက်တရခံဘက်ဟူ၍ရှိကြပါတယ်မြည်သည့်ဘက်ကမှန်သည်ဖြစ်စီမှားသည်ဖြစ်စီတရားတပောင်နိုင်ကျင်ကြသည်မှာထုံးစံဖြစ်ပါတယ်နိုင်မည်ဆိုက လက်ပေးရန်ဝင်မလေးပါ သို့တော့တရားတပောင်ရှိလာပါကတရခံတရလိုမြည်သူကိုမှအိမ်ရိပ်ပင်မနှင်းကြရသူတို့ကိုယ်တိုင်လည်း တဆိုင်ရာများသို့တွားရောက်ချင်းကပ်လိမ့်မှာမဟုတ်ပါတရက်လိုတရက်ခံများမှာ အနိုင်တန်းမှဆရေးကြီးများကိုကတ်ကြရတယ်လို့ဆိုပါတယ်ဆရေးကြီးများဟာညီတို့မဆို အကက်ခံဝန်ကြပါတယ်နှစ်ဖက်စလုံးမှလက်ခံလိုက်ကြလိရှိသည်ဟုဆိုကြပါတယ်အလွန်တိုးတိုးတိတ်တိတ်လဲလှုပ်လိရှိကြပါတယ်၎င်းငွေတို့ကို စာအိတ်နဲ့ပိတ်၍ဆရေးကြီးရဲ့စပွဲအံတစ်ဖက်တစ်ချက်မှာပင်ထဲထားလိုက်ကြသည်ကိုလည်း ဆိုကြပါတယ်။၎င်းကို တရားသူကြီးများကဘာမှမသိကြရပါ။တရားသူကြီးများဟာဘာကတိမှလိုက်เสียရမလို့ကြပါ။ဥပဒေမြင့်ကြောင်းအတိုင်းစီရင်ချက်ချလိုက်ကြရပါတယ်။ဥပဒေကို သူတို့ပြင်၍မရပါ။ဥပဒေကို ရှုံလိုက်ဆွဲလိုက်လုပ်၍မရကြပါ။သူတို့ရဲ့စီရင်ချက်များအထက်သို့ရောက်ကြရပါတယ်။သူတို့သိခါဟာသူတို့ရဲ့စီရင်ချက်များအပေါ်တည်နေကြပါတယ်။တရက်လိုတရက်ခန့်မှာတအူးဦးတော့ အမှုကို ဥပဒေအရနိုင်သွားပါပြီ ထိုအခါကြားမှဆရေးကြီးများကရှုံးသည့်ဘက်မှငွေကိုအကျိုးအကြောင်းနဲ့တကွတရားသူကြီးရဲ့တိတ်ထိဥပဒေရဲ့တိတ်ထိတွေကိုအမောတင်ပြီးပြန်ပေးလိုက်ကြတယ်ရှုံးတဲ့ဘက်က ပေးပြီးသားငွေပြန်ပြီးရသဖြင့်ကျေနပ်သွားကြတယ်ဥပဒေကိုလည်းလေးစားသွားကြတယ်တရားသူကြီးဆိုသူများကိုလည်းကြီးညိုသွားကြတယ်ဆရေးကြီးဆိုတဲ့ပုံကိုယ်ကိုလည်းချစ်ခင်သွားကြတယ် အမှုနိုင်တဲ့ဘက်ကတော့စိုးပွဲရမရှိပြီစောစောကပေးရသည်ကိုပင် ပေးသည်မထင်တော့ပြီနောက်ထပ်ကတော့ပေးရစေဟုဆိုခြင်းဆိုအုံးမယ်အနိုင်ရသည်ကိုဤနိုင်သည့်ဘက်၌ငွေကိုတရားသူကြီးအားအကျိုးအကြောင်းပြော၍ဆရေကြီးကကတော့လိုက်တယ်တဖန်တရားသူကြီးကပြန်၍ဖဲ့ဝေပြီးဆရေကြီးအားကတော့လိုက်တယ်ဤနည်းနှင့်နေဥဖိုးတင်တို့ရှေးပလိတ်ကြီးများခစ်ကတရားသူကြီးဆိုသူများမှာ တိမ်မွေ့စွာအိန္ဒြေရစွာတမာတိကြီးစွာ သိခါပြေဝစွာပြီရီစွာလက်များကိုစားကြတယ်လို့ကြားရဘူးပါတယ်သို့တော့ဥဖိုးတင်ကထို့သူမဟုတ်တပါသာထူးစွာ တကိုယ်တော်နီးကြစွာ သူရဲကောင်းဆန်စွာရဲတင်းစွာကြမ်းတမ်းစွာ လက်စားတယ်လို့သိရပါတယ်ညီတို့ကြမ်း၍ညီတို့ရမ်းစွာစားသည့်ဆိုခြင်းကို သူအားတရလိုပြုတ်၍တရားသူကြီးအရေးပိုင်မင်း မစ္စတာပီကော့ထံကြမ်းကျင်၍အမှန်အတိုင်းထွက်ဆိုသည်တို့သာတရက်ခွင်မှနားထောင်ပါဟုသာဆိုပေးရစေ။ဥဖိုးတင်အမှုကိုအရေးပိုင်ကိုယ်တိုင် လာရောက်၍ဗိုတဲဘော်တွင်ပင်စစ်တယ်။ထိုနေ့တရက်ခွင်ရောက်မှဥဖိုးတင်ကိုယာတုကခြချင်း လက်စားမှုနဲ့ဖမ်းခြင်းစသည်တို့ကိုမနှက်ပိုင်းမှာပြုလုပ်ကြတယ်။ဥဖိုးတင်ကိုတရားစွဲထားတဲ့တရက်လူကတော့သူ့ရှေ့မှာယာတုကြသွားသောသူ့ရှေ့တွင်အဖမ်းခံရသောသူ့ရှေ့တွင် တရက်ခန့်အဖြစ်နဲ့အစစ်ဆေးခံရသောဥဖိုးတင်ကိုမြင်ရပြီးအခြေနကြီးကျေနပ်သွားတယ်။ထို့နောက်တောင်နှမ်းပင်ကျသွားအောင်မယ်မဟုတ်လော။ပထမအရေးပိုင်းကတရက်လူကိုစစ်မေးတယ်။တရက်လူဟာ အောင်ပွဲရပြီပြီ။ဥဖိုးတင်ကိုယ်တိုင် သူ့ထံမှဓမြမှုတမှုမှပါဝင်နေတယ်။တရက်လူရဲ့သားလွတ်မြောက်အောင်လုပ်ပေးမယ်။ငွေဒင်းငါးပြား300ပေးရမယ်လို့ဆိုတာကြောင့်ငွေဒင်းငါး300ပေးရကြောင်းရက်စွဲနဲ့ နာယီနဲ့ထွက်ဆိုလိုက်တယ်။တရလူရဲ့မျက်နှာမှာကျေနပ်သွားတယ်။ဥဖိုးတင်မျက်နှာသေးကလေးနဲ့ခေါင်းဆိုင်သွားပြီပြီ။တရားသူကြီးမစ္စတာပီကော့ကဟုတ်တလားမောင်ဖိုးတင်လို့မေးတယ်။လက်နှိပ်ဆက်သမားကလိုက်နှိပ်တယ်။ကျွန်တော်မျိုးဘာမှမသိရပါတောင်းလဲမတောင်းပါခပ်ဖြေးဖြေးပြောပြတယ်။တရားသူကြီးရောဘေးကမြို့အုပ်ကြီးမောင်မောင်ဘရောဥဖိုးတင်ဖြေးအပြီးတရလူစီကိုလှည့်ကြည့်ကြတယ်။ ဘယ်နဲ့လဲမောင်မင်းပြောတာမှန်မှမှန်ရဲ့လားလို့တရားသူကြီးကမေးတော်လဲမေးနေတကဲ့သို့ရှိလာတယ်တရက်လိုမှာမျက်နာမဲကနေဖြစ်သွားတယ်အံကိုကြိတ်လိုက်တယ်ဥဖိုးတင်ကိုတစ်ချက်မဲ့ကြည့်ကြည့်ပြီးဆက်ပြောလိုက်တယ်ဒင်းကားတွေကို သူ့ကိုယ်တိုင်မှန်တယ်မမှန်ဘူးဆိုတာကြည့်ရအောင်မှန်အိမ်ထုံးပါဆိုလို့ကျွန်တော်မျိုးမှန်အိမ်ထုံးပေးရပါသေးတယ်ပြီးတော့အမအတိရအောင် တီးကြည့်ခြင်းနဲ့ဆိုလို့ တန်ပိတ်တလေးကိုယူပြီးတော့သူကိုယ်တိုင်ဧကန်းမှာဒင်းငါးကို တပြစ်ချင်းခတ်ကြည့်ပြီးမှဆာလာအိတ်နဲ့ထည့်ယူသွားတာပါလို့ပြောလိုက်တယ်။မောင်ဖိုးတင်ဘာပြောကျင်တယ်လဲ။ကျွန်တော်မျိုးဘာမှသိလဲမသိပါဖရား။တရားသူကြီးကမြို့အောင်မင်းဦးမောင်မောင်ဘကိုစစ်မေးเสียရာရှိသည်တို့ကိုဆက်လက်စစ်မေးတယ်။ထို့နောက်ဌာနအုပ်ကိုစစ်မေးเสียရာစစ်မေးပြီးခေတ္တစဉ်းစားမည်ဆိုကနားလိုက်တယ်။မစ္စတာပီကော့စဉ်းစားကန်းဝင်၍လက်ဖက်ရည်တောက်အပြီး ဥမောင်မောင်ဘနဲ့အတူတရက်ခွင်တို့ပြန်ရောက်လာတယ်။ပထမပြုံးရွှင်စွာဝင်လာပြီးတရက်ခွင်ထိုင်၍အမှုတွဲကို ကောက်ကင်လိုက်ရင် မျက်နှာဘိုးတတ်လိုက်တယ်။အိန္ဒြေကြီးတခွဲသားကို ဆောင်းလိုက်တယ်။ထို့နောက်ကလောင်နံကိုမင်းတို့ပြီးစီရင်ချက်ကို ရေးသားတယ်။အားလုံးတိတ်ဆိတ်နေကြတယ်။ရေးသားပြီးရင်ရှေ့ဖက်စရေးအားလှမ်းပေးလိုက်တယ်။ရှေ့ဖက်စရေးကဖက်ပြရတယ်။တရက်ခံမောင်ဖိုးတင်သည် ဤနယ်တွင်ငြိမ်ဝှက်ပြပြားရေးနှင့်ပတ်သက်၍လူဆိုးတခိုးများကိုအစိုးရတာဝန်ဝတ္တရားအရာနှိမ်နှင်းရသည့်တာဝန်ကို ယူနေရသည်အမှုထမ်းခဲ့သည့်ကာလတစ်လျှောက်လုံးတာဝန်ဝတ္တရားကျေပွန်ခြင်းအားကျိုးမှန်တဲ့ဆောင်ရွက်ခြင်းများကြောင့်အစိုးရမင်းဤချီးမြင့်ခြင်းခံရသောနာမည်ကောင်းစုတစိတ်လက်မှတ်များရရှိခဲ့ကြောင်းဤအကြောင်းများကြောင့်လူရမှုတစ်ခု၌ပတ်သက်နေသည့် တရက်လိုဤသားဖြစ်သူကို မောင်ဖိုးတင်ကတာဝန်ဝတ္တရားအပအရေးယူဖမ်းဆီးရသည်ကိုကျေနပ်ဟံမတူ၍မောင်ဖိုးတင်အပေါ်တွင်ငွေဒင်းက300တိတိလက်စားမှုဖြင့်တိုင်တန်းတရားစွဲဆိုအပြစ်ရစီလိုဟန်ရှိပေသည် မောင်ဖိုးတင်အားလက်ပေးရသည်ဆိုရတွင် နေကင်းလဲဖြစ်ဧကန်းလဲဖြစ်ပါလျက်မိထွန်ပေးရခြင်းလက်ယူရာတွင် လူမသိအောင် တိတ်တဆိတ်လက်ခံရယူကြမိတာဖြစ်ပါလျက်အိမ်ရှိဧကန်းတွင်ငွေဒင်းငါးကိုတီးခတ်၍ပင်ကြည်ပါသည်ထွက်ဆိုသည်မှာတဘာဝမကျတရခံဖြစ်သူ အပေါ်အာဃာတထားရှိသဖြင့်လောက်ကြံတင်ပြထားသည်ဟုတန်တရာအချိုးကိုတရခံဖြစ်သူခံစားစေတရခံ မောင်မောင်ဖိုးတင်အားဤပြစ်မှုမှလုံးဝတရသည်လွတ်ငင်းစေဤယုံတော်မှတရားသူကြီးကျွန်ုပ်ကိုယ်တိုင် အမိန့်ချမှတ်လိုက်သည်ဤစီရင်ချက်ကိုကြားနာပြီးတရက်လိုဟာတစုံတရာပြောမည်ဟု ဟန်ပြလှုပ်ရှားလိုက်သေးတယ်တရားသူကြီးသည်တရက်လိုဖြစ်သူကိုလှမ်းကြည့်ရင်မျက်နာကြီးနီလာက မောင်မင်းတရက်လိုကနေပြီးတရက်ခံပြန်ဖြစ်ချင်သေးသလားလို့အတန်ကျဲကြီးဖြစ်မေးလိုက်တယ်မင်းစေများဆရေများအမှုလိုက်များပြာရခတ်သွားကြတယ်တရက်လိုလဲကောင်းငိုက်ဆိုင်နဲ့လှေကားကခတ်သွတ်သွတ်ဆင်းပြေတော့တယ် ဖိုးတင်ဟာအရေးပိုင်မစ္စတာပီကော့ကိုတလှည့်မြို့အုပ်ကြီးဦးမောင်မောင်ဘကို တလှည့်ထိုင်ကြတော့ကြံရစ်တယ်ဖိုးတင်နဲ့တည်င်းထဲရှိတဲ့ဖိုးတင်ဖိုးတင်ဖန်နှီးလိုက်တဲ့တန်တရာကတကယ့်တန်တရာကြီးပါတကားအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်